မောက်ဆွန်ခ USA နိုင်ငံရဲ့ TikTok အကြောင်းဆွေးနွေးမယ်ပြချစ်မိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းတမဒဂျိုးဘိုက်တန်အစိုးရက TikTok company ကို USA နိုင်ငံအပိုင်းက TikTok company ကိုအမေရိကန်နိုင်ငံသားပိုင်ဆိုင်တဲ့ company ကိုရောင်းချပေးပါ မရောင်းချပေးဘူးဆိုရင်2025ဇန်နဝါရီလ16ရက်နေ့ အပြည့်ဖြတ်တိမ်ပြေးတာဖြစ်တယ်။ချင်းမေဆိုတော့တီးတဲ့အတိုင်းအဲ့နေမှာ ဖြတ်တိမ်ပြေးတာဖြစ်တယ်။ဒါပေမဲ့တော်နေထရမ်အစိုးရတက်လာတဲ့ချိန်မှာဇန်နဝါရီလ20နေ့မှာကြတော့အဲ့ဒီအမိန်အတိုင်းပဲမဖြတ်တိမ်ဘူးဒါပေမဲ့ရက်ကိုတိုးပေးလိုက်တယ်။နောက်ထပ်၂လခွဲ85ရက်ပေါ့ဗျာ။နောက်ထပ်၂လခွဲတိရက်ကို ဆွဲဆန့်ပေးလိုက်တယ်။ဘာအတွက်လဲ USA နိုင်ငံပိုင်းတဲ့ company ကိုရောင်းချဖို့အချိန်ထပ်တိုးပေးလိုက်တယ်။အဲ့ဒါကြောင့်ပြီးခဲ့တဲ့ဘက်ကဧပြီလ9ရက်နေ့မှာကုံဆုံးပြည်သားဖြစ်တယ်။ဒါပေမဲ့တော်နယ်ထရမ့်အစိုးရကဧပြီလ၄ရက်နေ့မှာအမိန်ထတ်ထုတ်လိုက်တယ်။ညနိုင်ဆွေးနွေးတဲ့အချိန်မလုံလောက်တဲ့အတွက် နောက်ထပ် နောက်ထပ်85ရက်တိတိနလခွဲပေါ့ဗျာတက်တန်းဆက်တိုးပေးလိုက်တယ်ဗျဆိုလိုတာနောက်ထပ်85ရက်တိတိနလခွဲ USA နိုင်ငံအပိုင်းက TikTok ကိုရောင်းချဖို့အချိန်ထပ်တိုးပေးလိုက်တာဗျစေးညင်နိုင်မယ် policy တွေဆွေးနွေးမယ်ဝင်းဝင်းအနေထားဖြစ်အောင်ဆွေးနွေးဖို့အချိန်ထပ်ပေးလိုက်တာဗျ ဆိုလိုတာ TikTok မပြတ်သေးဘူးပေါ့ဗျာနောက်ထပ်95ရက်နဲ့တိတိဘာလို့ဒီလိုဆက်ပြီးတော့ဆွဲဆန့်တာလဲဆိုတော့ကျွန်တော်တယောက်ထက်အမြင်ပေါ့နော်ကျွန်တော်တယောက်ထက်အမြင်ကြတော့ဒီ TikTok ဟာ USA နိုင်ငံလူငယ်ကြားမှာအရန်ကိုရေပန်းစားနေတာဗျသူတို့ရဲ့စစ်တမ်းကောက်ယူချက်အရာအမေရိကန်နိုင်ငံရဲ့လူငယ်၄၈နှစ်ရခိုင်နှုန်းဟာအရန်ကြိုက်တယ်လို့ စစ်တမ်းအရာအတိရှိရပါတယ်ခင်ဗျကျွန်တော်အပါဝင်ပေါ့ဗျာလူငယ်ရယ်လို့မဟုတ်ဘူးကျွန်တော်တို့အဖိုးတော်မှအရန်ကြိုက်တယ်ဘာကြောင့်ကြိုက်တာလဲနံပါတ်1 TikTok ဟာ follower တိုးတာ အရန်မြန်တယ်ဗျနံပါတ်2 TikTok ဟာ view တက်တာအရန်မြန်တယ်ဗျအဲ့ဒီနှစ်ချက်ကြောင့်ကျွန်တော်အနေနဲ့အရန်ကြိုက်ပါတယ် TikTok ကို TikTok Facebook YouTube ပါရကွာချားတယ်လဲဆိုတာကျွန်တော်ရဲ့အကောင့်မှာလည်းတင်ထားပြီးသားဖြစ်ပါတယ် TikTok က follower တိုးတာမြန်တယ် view တိုးတာမြန်တယ်ဒါပေမဲ့ monetization ပိုက်ဆံပေးတဲ့နေရာကျတော့အရနဲတယ်ဗျနဲတယ်ဆိုပေမဲ့လည်း view များတဲ့အတွက်အပြန်လန်တွက်ကြည့်မယ်ဆိုရင် မဆိုးဘူးလို့ပြောလို့ရတယ်ဗျပိုက်ဆံပေးတဲ့နေရာမှာ monetization CPM တို့ RPM တို့ပေးတဲ့နေရာမှာကြာတော့ YouTube အရမ်းမြင့်တယ်ဗျ YouTube အရမ်းမြင့်တယ်ဒါပေမဲ့ YouTube ကြာတော့ view ရဖို့အရမ်းခက်တယ်ဗျကျွန်တော်တို့အနေနဲ့ view ရဖို့မလွယ်ဘူး Subscriber ရဖို့မလွယ်ဘူးဗျဒီလိုပါပဲ तू ကအတာချက်ရှိတယ်လို့အားနည်းချက်ရှိတယ်ဗျအရာရာတိုင်း Facebook လည်းကောင်းတယ် TikTok လည်းကောင်းတယ် YouTube လည်းကောင်းပါတယ်သူ့ဟာနဲ့သူကောင်းကြတာကြီးပဲ Facebook ကြတော့အလဲမှာဗျသူကြတော့အရန်ခံမရခက်တယ်တခါတည်း view อ่ะမထင်မှပဲနဲ့လဲ view တက်တယ်ဗျ तू ပေးတဲ့ monetization ကြတော့လဲခံမရခက်တယ်ဗျတချို့ video တွေပေးတာများတယ်တချို့ video တွေပေးတာနည်းတယ်ဗျပြီးတော့ Facebook ရဲ့ policy ကြတော့အမြဲတမ်းပြောင်းနေတာဗျအဲ့ဒါကြောင့်မျက်စိတောက်ထောက်ကြည့်ပေးနေရတယ်ဗျ ။ तू အခုဆိုရင် तू တပ်ပုံတင်တာလဲပေးတယ်။စာရေးပြီးတော့တင်တာလဲပေးတယ်။ပါလှုပ်လှုပ်ပေးကိုပေးနေတော့တာ။ဒါပေမဲ့ तू ရဲ့ policy တွေကြတော့အရန်များလွန်းတဲ့အတွက်အရန်ကိုတတိထားနေရတယ်ဗျ။ဒီမြတ်တချင်းတွေတုံးတာတော့ပြီးအောင်သူမြတ်တပ်ပုံတွေတင်ယူတုံးတာတော့ subscription တရောဒီပြေစာဖြတ်ပိုင်းတွေတင်တာရောအမျိုးမျိုးပဲပြီးတော့ကိုတို့တုံးတဲ့စကလုံးတွေရော ရေးတဲ့စာတွေရဲ့အတိတ်ပဲတွေရော အယံကီယိုဆိုက်ရတယ်ဗျအယံကီယိုဆိုက်ရပါတယ်ကဲဗျာဒီလောက်ပါပဲဘာလို့တော့မဟုတ်ဘူးဆိုလိုတာကျွန်တော်တို့ USA နိုင်ငံရဲ့ TikTok နောက်ထပ်နလခွဲတီတီတုံးလို့ရပါသေးတယ်ကျွန်တော်အနေနဲ့မျော်လင့်ပါတယ်ဒီ TikTok company ရောဒီ American အတွက်ရောဒီတရုတ်နိုင်ငံအတွက်ရောအားလုံးဗျာကျွန်တော်တို့ user တွေအတွက်ရောဝင်ဝင်ပေါ်တော့အားလုံးအဆင်ပြေတဲ့နီလန် တခုတော့ရှာတွေးလိုက်မယ်လို့အကောင်းဆုံးကပဲကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျလူသားအလုံးလေးစားပါတယ်ခင်ဗျတိုက်ရန်မင်း USA ဖြစ်ပါတယ်အမေရိကရောက်ရှမ်းတက်ရောက်ပါခင်ဗျ